အဲဆယ်မိနစ်လောက်တရားနာချာရအောင်ဒီနေ့တယံစာတန်ရဲ့တဘာဝပဝန်းကျင်ဝန်းထိမ့်သိမ့်ရေဝန်ကြီးဌာနဝန်ထမ်းမိသားစုများအားအများအကျိုးတည်ပေါ်နေသူများဆိုတဲ့ကောင်းစင်းနဲ့ဇနုတရားစကားပြောချပေးပါမယ်ဇနုငယ်ရစဉ်ချိန်ခါတုန်းကဆရာသမားတွေဆုံးမခဲ့တဲ့စကားတခွန်းသစ္စံပုဏ္ဏပိသစ္စံဒီပါဟုမုတ်ခီပဝုစရီ တကထောနတိနတိဝပရတ္ထမကုပ္ပတောတာဝဇဉ်တော်မြန်မာလိုပဲပြောကြပါစို့မှန်သောစကားတစ်ခုကို ပြောပြရစီဘာလဲဆိုရင် သူများအကျိုးကိုမပေဘိုးပဲနဲ့ကိုယ်အကျိုးအောင်မြင်တယ်ဆိုတာလောကမှာ မရှိပါဘူးတာဝဇဉ်တော်ငငယ်တုန်းကဆရာသမားကြီးဆုံးမခဲ့တဲ့စကားပရဟိတလုပ်ငန်းကိုလုပ်ရမှာပေါ့အများအကျိုးကို ပေးပို့ရမယ်ဆိုတဲ့စိတ်ဓာတ်တွေကိုဦးဇနုငငယ်တဲ့ကဆရာသမားတွေကထည့်ပေးလိုက်ဦးဇနုကိုယ်ကိုယ်စိတ်ကတော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားကို ကြည်လိုက်သူမိသားရှင်အသေးဘဝမှာတည်းကကိုအတ္တအချိုးကိုပဲကြည့်မယ်ဆိုရင်နိဗ္ဗာန်ကိုရောက်သွားပြီနိဗ္ဗာန်ကိုရောက်နိုင်တဲ့အကျင့်ကောင်းတွေကိုကျင့်နေပြီနိဗ္ဗာန်ကိုရောက်နိုင်ပြီဒါပေမဲ့ ငါတန္တရာက ကုမြောက်တယ်လို့တရားတွေလည်းတန္တရာကကုမြောက်နိုင်ပါစေငါသစ္စာ၄ပါးတရားကိုသိတယ်လို့တရားတွေလည်းသစ္စာ၄ပါးကိုသိပါစေစသည်ဖြင့်ကြီးမားတဲ့ရည်ရွယ်ချက်တွေထားပြီးတော့လေးအသင်ချင်းနဲ့ကဘာတသိန်းတိုင်တိုင်ပါရမီတွေဖြည့်ခဲ့တယ်ပါရမီတွေကိုလှူခဲ့တယ်တိုင်းပြည်ကိုလှူခဲ့တယ် ကိုချစ်လာပါတယ်ဆိုတဲ့ဇနီးမယားကိုလည်းလှူခဲ့တယ်နောက်ဆုံးကိုအသက်ကိုလည်းစွန့်ပြီးတော့လှူခဲ့တယ်ဘာကြောင့်လဲပရာဟိတလုပ်ငန်းတွေဆောင်ရွက်ခြင်းလို့အများအချို့ကိုတဲဘိုးခြင်းလို့အဲ့ဒီစိတ်တန်းနဲ့လေးသင်္ချေကဘာတသိန်းတိုင်တိုင်ပါရမီတွေဖြည့်ပြီးမှဖရာဖြစ်ကိုရောက်လာတယ်ဖရာဖြစ်တဲ့နေ့ကစပြီးတော့သူရဲ့တာဝကတွေအစအဆုံးပေါ်လာတဲ့တာဝက6ကျိတ်6အပါ60ညံတာအပါ60ကို အယံအနေနဲ့အယယကိုစေလွတ်တယ်ဘုဇဘူဇနာဟိတယဘူဇနာဒုက္ခယအထာယဟိတယလောကမှာတရားတွေသနာဆရာကောင်းတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒီပုဂ္ဂိုလ်တွေရဲ့ချမ်းသာဖို့အလုံးကမင်းတို့သာသနာပြုတွေသွားကြတချောင်းသောလမ်းကို နှစ်ပါးအတူမသွားနဲ့တပါးစီသွားကြဆိုပြီးတော့ကဘာကိုသာသနာပြန့်ငယ်ဒါမြတ်စွာဘုရားရဲ့ကြီးမားတော်မူတဲ့ပရာဟိတစိတ်ဒါဥစဉ်တော့အကျယ်ပြောနေမယ်ဆိုရင်ကျေကျေတော်မှာဆိုလို့ အဲ့ဒီပရာဟိတလုပ်ငန်းကို အာတုံခွန်ဆိုင်စူးစမ်းအောင်ထုံအာထုံနေတယ်ဗုဒ္ဓမြတ်ဘုရားကိုကိုးကွယ်စည်းကမ်းတဲ့ဥစဉ်တော်သူတော်ကောင်းတို့များမှလည်းပဲပရာဟိတစိတ်တွေအများကျိုးတည်ပိုးတဲ့စိတ်တွေကိုတတ်နိုင်သမျှမွေးဖို့သိအရေးကြီးတယ်ယနေ့တယံစာတနဲ့တဘာဝပဝန်းကျင်ထိန်သိဝန်ကြီးဌာနဆိုတာတကယ်တမ်းအမှန်ပြောရမယ်ဆိုရင် ပရာဟိတလုပ်ငန်းကိုတက်တက်ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနဝန်တမ်းမိသားစုလို့ဒါဆိုလိုလို့ရယနေ့လောကကြီးကိုကြည်လိုက်လောကကြီးမှာတိတ်ကြောက်เสียကောင်းနေပြီတဘာဝဘေးဒဏ်ဒီအမျိုးမျိုးကြုံတွေ့နေရပြီတဘာဝဘေးဆိုးတွေအမျိုးမျိုးတွေ့နေရတယ်မုံတိုင်းဆိုတဲ့တလုံးပြီးတလုံးတလုံးပြီးတလုံးဥစဉ်တို့ဒါဒီသတင်းချုပ်ကာလဆိုတာဒါမိုးလကင်းလွတ်နေပြီဒါပေမဲ့ယနေ့တိုင်အမိုးတွေရွာနေတဲ့တဘာဝပတ်ဝန်းကျင်တွေ ်နောက်စုံနိုင်ငံကတော်သေးတာပေါ့အခြားနိုင်ငံမှာဆိုရင်လေမုန်တိုင်းတွေဝင်ရောက်ပြီးတော့ဒုက္ခပြီးသွားတာအမျိုးမျိုးဒုက္ခရောက်နေကြမြင်ကလင်ပေးတွေရေပေးတွေမြေပေးတွေစသည်ဖြင့်ဘေးအမျိုးမျိုးတွေနဲ့ဂျုံတွင်းနေရတယ်အဲ့ဒါပါကြောင့်လဲဆိုတော့တဘာဝပတ်ဝန်းကျင်တွေပျက်စီးနေလို့အဲ့ဒီတဘာဝပန်းဝန်းကျင်ပျက်စီးနေတဲ့တဘာဝပန်းဝန်းကျင်တွေကိုထိမ့်သိမ့်ဖို့ဆိုတာဥစ္စံတို့လူသားတွေရဲ့တာဝန်ပဲ အင်းနေဝန်ကြီးဌာနဝန်ထမ်းမိသားစုများကပြစ်စင်းနေတဲ့တဘာဝပတ်ဝန်းကျင်တွေကိုဘယ်လိုထုံးသိထိမ့်သိမ်းကြမလဲသူတေသနာတွေပြုရမယ်လက်တွေ့လုပ်ငန်းတွေဆောင်ရွက်ရမယ်ဦးဇနုံငကတော်ကဆိုရင်မိုးဦးတူဆောင်ဦးတူຫນွေဦးတူဦးတူတွေသူဦးတူနဲ့သူရာပြီနဲ့သူရှိတယ်မိုးတူမှာမိုးရွာမယ်ဆောင်တူမှာအေးမယ်ຫນွေဦးတူမှာပူမယ်တဘာဝတွေကအမျိုးမျိုးအဲ့လိုမျိုး အစဉ်ပြေအောင်ဖန်တီးထားတာယနေ့ကျတော့အဲ့လိုမဟုတ်တော့မိုးရွာခြင်းလဲရွာတာပဲလေတိုက်ခြင်းလဲတိုက်တာပဲဆောင်းတွေမှာလဲမိုးရွာခြင်းရွာနေတာပဲနွေရာသီမှာလဲမိုးရွာခြင်းရွာနေတာပဲရာသီဥတုတွေက မကန့်ညီတော့အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုရင်တဘာဝပတ်ဝန်းကျင်တွေပျက်စီးလာလို့အဲ့ဒီတဘာဝပတ်ဝန်းကျင်ပျက်စီးလာတဲ့ဘယ်သူကလှုပ်တာလဲဆိုရင် တဘာဝပဝန်းကျင်ကလောက်တာမဟုတ်ဘူးအဲ့ဒီတဘာဝပဝန်းကျင်ကိုပျက်စီးဖို့အတွက်လူသားတွေကလုံနေကြလူသားတွေရဲ့တန်တမ်းမှာလောဘတွေဒေါသတွေမောဟတွေအားကောင်းလာတဲ့အတွက်ကြောင့်တဘာဝပဝန်းကျင်အမျိုးမျိုးပျက်စီးလာဥစ္စနောမွန်ပြည်နယ်ဘက်ချမ်းမှာငကတော့ဥစ္စနောဘက်ရွာတွေဆိုရင်ငွေမိုးဆောင်စမ်းကြောင်းလေးမှာရေတွေကတသွင်းသွင်းစီးနေတာနှွေရာတီလဲရေမခမ်းဘူးအလွန်တရာအေးမြတဲ့တဘာဝပဝန်းကျင်တွေကတကယ် စိမ့်လန်းစုပ်ပြင်းနေတာပေါ့ဒါပေမဲ့အဲ့ဒီမှာကြောက်တောင်တွေမှာမိုင်းတွေခွဲကြောက်တွေခွဲကြောက်တွေတူးတော့အားလုံးတောင်တွေကကတုံးဖြစ်တော့တောင်တွေကပြည့်စည်သွားတော့ရေမြေတွေလည်းမထိန်နိုင်တော့ဘူးတဘာဝပြတဘာဝအမွေနှစ်တွေပြည့်စည်လာတာပေါ့တပင်တွေလည်းမရှိတော့ဘူးတဘာဝပြည့်စည်တယ်တဘာဝတွေပြည့်စည်လာတယ်အဲ့လိုပြည့်စည်လာတဲ့ခါကျတော့ငကုတ်စင်းနေကြစမ်းချောင်းတွေကလည်းမရှိတော့ အာလုံးတရွာလုံးတနေလုံးပူလောင်နေတယ်ဒုက္ခကိုခံစားနေရဆိုလိုတာကအဲ့ဒီတဘာဝပတ်ဝန်းကျင်ကြီးထိမ့်သိမ့်ဖို့ဆိုတာဖြစ်စည်းနေတာလေလူသားတွေပဲအဲ့ဒီတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဖို့ဆိုတာလေလူသားတွေပဲတဘာဝပတ်ဝန်းကျင်ကြီးဖြစ်စည်းလာတဲ့အတွက်ကြောင့်လူသားတွေဒုက္ခအမျိုးမျိုးကြုံရတယ်စာဝန်တွေရေးဒုက္ခလူမှုရေးဒုက္ခစီးပွားရေးဒုက္ခအမျိုးမျိုးသောဒုက္ခတွေနဲ့ရင်ဆိုင်လာရကြတာ ။ငါတို့ကဆိုရင်ဦးဇင်းတို့စားလိုက်တဲ့ထမင်းတွေကအရသာရှိတယ်။ယနေ့ခေတ်ကြတော့လူတွေရဲ့လောဘတွေကြောင့်ငါတို့ကတနည်းကိုတပီးပဲစိုက်တယ်။အဲ့ဒီစိုက်တဲ့နေရာမှာလဲတဘာဝမြေဩဇာတွေနွားချီတွေတဘာဝမြေဩဇာတွေချပြီးတော့ကျဲပြီးတော့စိုက်တယ်။ယနေ့ကြတော့အဲ့လိုမဟုတ်ဘူး။တနည်းတည်းမှာပဲ3ទីလောက်စိုက်ခြင်းတော့လူတွေရဲ့လောဘတွေကြီးလာကြ3ទីလောက်စိုက်ခြင်းတော့ တဘာဝမြေဩဇာဆိုတာမရှိတော့ဓာတုပေဒမြေဩဇာတွေသုံးတော့အဲ့ဒီဓာတုပေဒမြေဩဇာရဲ့စိုးချိုးတွေကြောင့်ယနေ့ခေတ်ဥစဉ်တို့သမင်းကြီးချက်လိုက်ပြီးဆိုရင်အဲ့ဒီသမင်းက၄နိုင်နောက်၄နိုင်နောက်ကြာရင်သမင်းကအချွေးတွေပြန်ပြီးတော့ဂုံလုံးပျက်စီးကုန်ပြီတဘာဝမြေဩဇာတွေနဲ့ဓာတုပေဒပစ္စည်းတွေနဲ့ကြီးပွားလာတဲ့သမင်းအဲ့ဒီသမင်းကိုစားသုံးတော့လူတွေမှာယောဂါတွေအမျိုးမျိုးကြုံတွေ့လာရဥစဉ်တို့နယ်ဘက်မှာဆိုရင် အခုစပားတွေကြိုက်တဲ့ခရုဆိုတာသူတို့ရွှေခရုလို့ခေါ်တာပေါ့အဲ့ဒီခရုတွေကိုတေးအောင်ဆိုပြီးတော့ခရုသက်စေးတွေကျွေးလိုက်တာတဘာဝဖြစ်ပေါ်နေတဲ့ငါတို့ဘာတို့ဆိုဘာတကူမှမရှိတော့ဘာငါတရားမှမရှိတော့ဆိုလိုတာကလူသားတွေရဲ့အလိုလောဘကြီးမှုကြောင့်တဘာဝကြီးကတဖြည်းဖြည်းဆုတ်ယုတ်လာတာတရားစာတာတွေတဖြည်းဖြည်းဆုတ်ယုတ်လာတယ် လေတယံသာဒမြေတံတယံသာဒရေတယံသာဒအလုံးပြည့်စည်လာကြအဲ့ဒီသဘာဝပတ်ဝန်းကျင်တွေကိုဦးဇနုပရောကောင်းတို့ရဲ့တာဝန်ကမလုပ်ရမှာတော့တတ်နိုင်သလောက်ထိမ့်သိမ့်ပေးရအဲ့လိုထိမ့်သိမ့်ပေးမှလူသားတွေရဲ့တက်တန်းကလည်းပဲရှည်လာမှာဖြစ်ပါဒီတိုင်းသာသွားမယ်ဆိုရင်လူသားတွေရဲ့တက်တန်းကြရတဖြည်းဖြည်းတူ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 ပြီးတော့ဒုက္ခအမျိုးမျိုးယောဂအမျိုးမျိုး ကပ်ဘေးအမျိုးမျိုးဒုက္ခအံမုံတိုင်းဘေးအမျိုးမျိုးစတဲ့ဘေးဒုက္ခတွေနဲ့ရင်ဆိုင်သွားကြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ယနေ့တရားစတာနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိရင်ဝန်ကြီးဌာနဝန်ထမ်းမိသားစုများကမိမိတို့ရဲ့လုပ်ငန်းတွေလောကမှာကြုံနေတဲ့တဘာဝဘေးဒဏ်တွေကိုငါတို့ဘလို့ကာကွယ်ကြမလဲဘလို့တားဆီးကြမလဲအဲ့ဒီတဘာဝဘေးဒဏ်ညင်မဖြစ်အောင်ငါတို့ဘလို့ ဥဒေသနာတွေပြုပြီးတော့ဘယ်လိုစီမံဆောင်ရွက်ရမလဲဆိုတဲ့လုပ်ငန်းကိုဆောင်ရွက်နေတဲ့အတွက်ကြောင့်လူသားများရဲ့အကျိုးစီးပွားလောကမှာရှိနေတဲ့တရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အတွက်ကြောင့်ဒါပရာဟိတာလုပ်ငန်းအများအကျိုးကိုသေဖို့နေတဲ့ပုဂ္ဂိုလ်များလို့ဒါခေါ်ဆိုရမှာဖြစ်ပါတယ်အလွန်တရာလဲ မိမိတို့ရဲ့လုပ်ငန်းတွေကိုယူရတဲ့လုပ်ငန်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အဲ့ဒီလုပ်ငန်းကိုဆောင်ရွက်နေရင်လည်းကိုယ်တော်လည်းရအဝန်လည်းဝါပေါ့နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်နေရင်လည်းနိုင်ငံသူနိုင်ငံသားတွေကဘာသူကဘာသားတွေအေးချမ်းသာရဖို့အတွက်တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့သူ့ဒေသနာလုပ်ငန်းတွေကိုစူးစမ်းဆောင်ရွက်နေခြင်းဖြင့်မိမိတို့နိုင်ငံကြီးငြိမ်းချမ်းသွားမယ်ကဘာကြီးငြိမ်းချမ်းလာမယ် အာလုံးကဘာသူကဘာသားတွေအာလုံးအေးချမ်းလာမှာပေါ့တရားမို့ဒီလုပ်ငန်းကိုငါတို့ဆောင်ရွက်နေရခြင်းသည်ဖះအစရှိသောသူတော်ကောင်းများ ဆောင်ရွက်နေတဲ့အများအကျွဲအများအကျိုးကိုတည်ဖို့တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလုပ်ငန်းရဲ့အပေါ်မှာစေတနာပဓာတရားထားပြီးတော့လောက်ကန်ဆောင်ရွက်ကြရင်ဥစ္စနောသူတော်ကောင်းများမိမိတို့လောက်ကန်တဲ့လုပ်ငန်းပြီးဂုံယူစရာကောင်းတဲ့လုပ်ငန်းအလွန်တရာချီးမွမ်းစရာကောင်းသောလုပ်ငန်း ဖျားဆရှိသောသူတော်ကောင်းများတာတို့ခေါ်ဆွန်နိုင်တဲ့ပရာဟိတာ လုပ်ငန်းတစ်ခုကိုစီမံဆောင်ရွက်နေကြခြင်းပဲဖြစ်ပါဒါကြောင့်မို့ဦးဇင်းတို့တယံဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ထမ်းမိသားစုများကမိမိတို့ရဲ့ကိုယ်ကိုစီကတဲ့ဗုဒ္ဓမြတ်ဖရာရဲ့စံနမူနာကိုလိုက်ပြီးတော့မြတ်စွာဘုရားကလောကလူသားများအတွက်လောကတ္တဝါများအတွက် လူနတ်မြန်မာတတ္တဝါများအတွေ့ပရာဟိတလုပ်ငန်းကိုနှုတ်စဉ်ဘဝကစပြီးတော့ကျိုးစားဆောင်ရွက်တာကိုနေယူပြီးတော့အတုခိုးပြီးတော့ငါတို့လည်းပဲဒီအစိုးရရဲ့တာဝန်ကိုထမ်းဆောင်နေရင်းနဲ့လူသားများအန္တရာယ်တွေကင်းဖို့လူသားများယောဂါတွေကင်းဖို့လူသားများ အသက်တွေရှည်လာဖို့အတွက်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးလုပ်ငန်းများကို စေတနာအားမေတ္တာအားကရုဏာအားတွေစိုက်ပြီးတော့ကြိုးစားဆောင်ရွက်နိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအသည်သည်ဖြစ်ကြပါစေကုန်သတည်းအိစချာအောင်နော်အလုံးလိုက်စုံလိုက်ပါ အရှင်မြတ်တို့ဖယားတပြေတော်များသည်အိုနာသေးရင် ရှုပ်ထွေးလာစွာဣတံတရာမလင်းမြန်စွာလွန်မြောက်ပါရာချင်းကောင်းကျိုးချမ်းသာจิตတည်မင်္ဂလာအဖျားဖျားတို့နှင့်တနေ့တချာတို့ဘွာပြေဆုံးပါစေချင်းအကျိုးငါယနေ့ယခု နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်သို့လာရောက်ကြ၍ဖရာအမှုရှိသော400ကျော်သောတန်ဃာတော်အရှင်မြတ်တို့အားကာလဒါနဖြစ်သောဝါဇုသင်္ကန်းဝါဇုဆွမ်းမြနှင့်တကားလူရန်ပွေရာ ေစေဝတုအဆုစုတို့ကိုလှူဒန်းရသောဒါနာကုသိုလ်စောက်တည်ရသောသီလကုသိုလ်ပရိတ်တရားနာယူရသောဟောကြားရသောဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်မြားမြတ်သောကုသိုလ်ကံ စေတနာတိဖရာတပြည်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင်တထမြင်ခြင်းဘောဂတံပတ္တိစီစိန်ဥ္စာယတနာရွှေငွေရာတုဌာနန္တရာ တဏိတချံတူပွားပြေဆုံးချင်းအာရောကြတံပတ္တိအနာယောဂံကင်းစင်ွား၍ဘဝခန္ဓာချမ်းချမ်းမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ္တိ ဩနာပေယိဒုက္ခပေရောဤငြိယရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့တနေ့တခြားဒုဗ္ဗံပြေဆုံးရာပြေဆုံးကြောင်း အာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြေတော်တို့ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ပါကတို့ကိုယခုဘဝရှိရှိဘဝတောဆက်ကြသော မိဘဘိုးဘွားဆရာသမားတို့အားအစထား၍ရေမြေတနေပြေရှင်မင်းငရေတနေယမမင်းနာတောတနေပကြာမင်းကိုဆောင်နံဣတကတောဆောင်နံ ကပါအေးစီတီတော်ဆောင်းနံကပါအေးကုံးမြေဆောင်းနံမြို့ဆောင်းနံနိုင်ငံဆောင်းနံကပါဆောင်းနံသာသနာတော်ဆောင်းနံအပါအဝိ32ပုံကျင်လေကုန်တော်ဝိနည်းယ ဒုခိတဒုခိတတတဝအပေါင်းတို့အာအမြအမြဘေးဝေပါဤအမြအမြဘေးဝေပါဤအမြအမြဘေးဝေပါဤအာလုံးသောလူနတ်မြမတတဝအနန္တ မန္တမြတ်တို့သည်ဖရာတပည့်တော်တို့နှင့်ညီတို့ညီမြအမြရာ၍ထတ်တို့ထမ်းမြကုတို့ရာ၍ကိုစိတ်နှဖျားကျမ်းမာကြသည်ကိုစိတ်နှဖျားချမ်းသာကြသည် ကိုစိတ်နှဖျားဝမ်းသာကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာ